င်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာခိုးရကပရမအဆုံးနေနဲ့တင်ဆက်ပေးချင်တာကတော့ဂျမ်ဘတ်စကောင်းစီရဲ့ဒေပေါ်ပို့စကန်သိန်းတိုက်ပွဲမှာဂျမ်ဘတ်စတဲ့ဘက်က30ကြော်တေဆုံးပြီး90ကြော်လက်နက်ချလမ်းပြူထောင်က120မမနဲ့ဘွိုင်းဖိုက်လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းတွေတောင်ပုံရပုံရရှိထားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ထိုင်းနယ်မြန်မာနယ်စပ်အကြံဘက်စကောင်းစီရဲ့ဒေပေါ်ပိုးစခန်းတိုင်းတိုက်ပွဲမှာအကြံဘက်စစ်တပ်က30ကြော်တင်ဆောင်ပြီး50ကြော်လက်နက်ချလမ်းပြူထောင်ကတရား20မမလက်နက်ကြီးများအပါဝင်လက်နက်ခဲယမ်းတွေတောင်ပုံရပုံရရှိထားတယ်လို့ကရင်နယ်လေသတင်းရင်းမြစ်ကဆိုပါတယ်။ယမန်နေ့စုံလာ3ရက်နေ့ညနေပိုင်းမှာစကောင်းစီတပ်ရဲ့ဒေပေါ်ပိုးစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းတိုင်းတိုက်ပွဲမှာ အကြံဖက်စကောင်းစီကဒိုင်းလေးရဲ့အနေနဲ့ဘုံကျဲခုခံစဉ်မိမိတပွဲအပေါ်ကိုဘုံမကျဲမိလို့အောက်ကစစ်ကွေးအကောင်30သိမ်းဆုံးသွားခဲ့ကြောင်းဒါပြင်စကောင်းစီတပွဲဝင်50ကျော်လက်နက်ချလင်းဝင်ခဲ့ကြောင်းသိရပါတယ်အခုကိုရဲ့ဘက်ကလေးဦးဝိုင်တွယ်လေးရဲ့နဲ့လာကျဲတုံးကဒဏ်ရာရတာရှိတယ်ဒဏ်ရာကပြင်းထန်တယ်နောက်ပြီးသူတို့ဘက်ကသူတို့လေးရဲ့နဲ့သူတို့ပြန်ကျဲတာ30ကျော်သေးတယ်50ကျော်လက်နက်ချတယ်လက်နက်ချားသူတွေနဲ့ပတ်သက်လို့ကိုထိန်ထားတာတွေလည်းရှိတယ်ဟိုဘက်ကိုပြေးသွားတာတွေလည်းရှိတယ်လူကြီးတွေကဘလို့တရင်ထုတ်မလဲတော့မသိဘူး တရင်တော့ထုတ်ပြန်လိမ့်မယ်လို့ KNU တရင်ရင်းမြစ်ကဆိုပါတယ်။တရှိမှာစကောင်းစီတက်ရဲ့ဒေပေါ်ဘိုးတက်စကန်းကိုဒေါ်လန်ရေးပူပေါင်းတက်များကရရှိသွားပြီဖြစ်တာကြောင့်ထိုင်းမြန်မာနယ်စပ်မှာဂျမ်ဘတ်စကောင်းစီရဲ့တက်စကန်း၄ခုသာကျန်ရှိတော့ပြီးတော့အဲ့ဒီစကန်းတွေဟာဥက္ကဋ္ဌဝေါ်လီဘူဝါကုန်းဒီတဲလေစကန်းနဲ့ဒီကားပလဲစကန်းတို့ဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် KNU မြို့သားစီယုံ KNU ညုကပြီးခဲ့တဲ့မတ်လအပီလာနဲ့မေလာတွင်းတို့မှာထိုင်းနဲ့မြန်မာနယ်စပ်အနီးမှာရှိတဲ့ဂျမ်ဘတ်စကောင်းစီရဲ့ပူလို့တူခလဲတွေတခေါ်ပြီးခွေမဖားသူစကံ တားလဲစကန်းများမဲလာဘလက်တို့မော်ခီဘီရင်တော်စကန်းကုန်ကနေလေးစကန်းနဲ့ရွှေအေးမြိုင်တစကန်းတို့ကိုဇက်တိုက်တိုက်ခိုက်တင်ယူနိုင်ခဲ့ပြီးယမန်နေ့ဇွန်လ3ရက်နေ့မှာတော့တေပေါ်ဘိုးစကန်းကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ဒါပြင်ပြီးခဲ့တဲ့2022ခုနှစ်မေလတွင်ကလည်းအဲ့ဒီဒေဘောဘိုးတက်စကန်ကိုကွာဘရာစစ်ကြောင်းနဲ့ဘိုးရဲဆေးဝါးဦးဆောင်တဲ့တော်လိုင်းတက်များကပထမကြိမ်တိုက်ခိုက်ဒိမ့်ပိုက်ခဲ့ပူပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဒီမော့ဆိုးစင်ကူးနဲ့တပိတ်ချင်းတို့မှာ ဖန်စီရမိတဲ့မွေးရဇေဝါတွေကိုတော်လိုင်းတပွဲတွေကမိရှို့ဖြက်စီးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ဒီမော်စုံမျိုးနယ်အတွင်းဖန်စီရမိတဲ့မွေးရဇေဝါဆေးပြအလုံးကြီးတထောင်ခန်းကိုတော်လိုင်းတပွဲများကမိရှို့ဖြက်စီးခဲ့တယ်လို့ပြည်သူ့ကားဝေးတက်ဒီမော်စုံတပွဲမှာတာဝန်ရှိသူတဦးကပြောပါတယ်။ယခု2025ခုနှစ်အေပိလအတွင်းဒီမော်စုံမျိုးနယ်မှာပြည်သူ့ကားဝေးတက်မတော်ဒီမော်စုံတပွဲနဲ့ GNPLF တပွဲတော်မှာရမီရပများနဲ့တူပူးပေါင်းပြီးဖန်စီရမိတဲ့မွေးရဇေဝါ W1 ဆေးပြအလုံးကြီးတထောင်ခန်းကိုမိရှို့ဖြက်စီးခဲ့တယ်လို့ ဒီကနေ့စောလာလေးရက်နေမှာထုတ်ပြန်ထားပါတယ်။လက်ရှိချိန်မှာစောပါမွေးရဇေဝရီကြောင့်လူငယ်အများပြားဟာခိုးမှုလူရဲမှုဖောက်သွင်းမှုများစွာဖြစ်ပေါ်နေပြီ။အဲ့ဒီမွေးရဇေပြားများနဲ့တူဖန်စီရမိတဲ့တရားခံများကိုလည်းလိုအပ်တယ်လို့ရေးယူဆောင်ရွက်လျက်ရှိရမှာ။မွေးရဇေဝများတွေးရှိမှုနဲ့တိုင်တန်းမှုတွေရှိလာပါကလည်းဆက်လက်ပြီးတော့ဖန်စီရေးယူမှာဖြစ်တယ်လို့သိရှိရပါတယ်။အခုကျွန်တော်တို့ဖန်စီထားတဲ့သူတွေကိုအမှုအကြီးအမှုသေးပေါ်မူတည်ပြီးတော့ခြုံနှောင်ထားတာပဲရှိသေးတယ်။ဒါပေမဲ့ကျွန်တော်တို့ကဘလို့ပုံစံနဲ့ရေးယူမလဲဆိုတာတော့အဲ့ဒါတော့အသေးစိတ်ပြောလို့တော့မရသေးဘူး။ ဒုံဆွဲတဲ့သူတွေကြတော့မူးရစေထိမ့်သိမ့်ထားမယ်ပေါ့။မူးရစေပြတ်သွားရင်တော့ပြန်လို့ဖို့အစီအစဉ်ရှိပါလိမ့်။ဒါပေမဲ့ရောင်းဝယ်ဖောက်ကားတဲ့သူကြတော့ကျွန်တော်တို့ကတမျိုးတော့စဉ်းစားရမယ်။တမျိုးတစ်ပုံတော့ရေးယူရမယ်သဘောမျိုးမှရှိတယ်လို့ DMO လိုကဲ PDF တစ်ပွဲမှာတာဝန်ရှိသူတဦးကပြောပါလိမ့်။ဒါပြင်ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကလည်းပြည်သူ့ကားဝေးရေးတက်မတော်မန္တလေးမှာစင်ကူမျိုးနယ်နဲ့တပိတ်ချင်းမျိုးနယ်တို့မှာဖမ်းဆီးရမိတဲ့မူးရစေဝ6626လုံးကျော်ခန့်ကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မရေယာမျိုးနယ်ပြည်သူ့ကားဝေးရေးတက်မတော်မန္တလေးနဲ့ မရယာမျိုးနဲ့ပါအဖပါလဖတာဝန်ခံများဌာနဆိုင်ရာရေးရာတာဝန်ခံများပူးပေါင်းကဖန်စီရမိတဲ့မိုးရေဆေးဝါးတွေကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းဗီဒိုကောက်ဝဲတက်မတော်မန္တလေးရဲ့ထိန်းချုပ်စုံမိုးနယ်မြေတွင်းမှာမိုးရေဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့သူတွေဒုံဆွဲတဲ့သူတွေကိုထိထိရောက်ရောက်ဖန်စီရေးရမှုတွေလှုံ့ဆောင်လျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂျိုးပင်းကောက်ပထောင်မြိုင်ရွာကိုဝင်ရောက်ပေါ်တာဆွဲတဲ့စကြောင်းကိုတိုက်ခိုက်မှုတွင်အကြမ်းမက်စစ်သား6ဦးသေဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဂျိုးပင်းကောက်မြို့နယ် ပထောင်မြိုင်ဂျီဝါကိုဝင်ရောက်ပေါ်တာဆွဲတဲ့အကြံဖက်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကြံဖက်စကောင်းစီတသား6ဦးမသာပေါ်သွားတယ်လို့ရိုးမ GPK PDF တပွဲမှာတာဝန်ရှိသူတအူးကပြောပါတယ်ပြီးခဲ့တဲ့ဇွန်လတရနေ့မနက်၈နာရီခန့်မှာဇီကုံမြို့နယ်ဘော်ပင်ရွာမှာအင်အား၈၀ခန့်ပါအကြံဖက်စစ်တပ်စကောင်းကဂျိုးပင်ကောင်မြို့နယ်ပထောင်မြိုင်ရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာစမှာတော်လိုင်းတပွဲများနဲ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲလိုတိုက်ခိုက်မှုအတွင်းမှာအကြံဖက်စစ်သားနဲ့ပြူစောတီ6ဦးတေဆုံးသွားပြီးတော့ တဝူးဟာဗျင်းထန်တန်ရရရှိခဲ့ပြီးအဲ့ဒီစစ်ကြောင်းဟာဇီကုံမျိုးနဲ့ဘောပင်ကြီးဝါအတွင်းသို့ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။အဲ့ဒီဇီကုံနဲ့ဘောပင်ကြီးဝါကပစ္စောရီးပါတယ်။စတန်နဲ့ပေါင်းပြီးတော့တက်ဆွဲထားတာကြာပြီ။အဲ့ဒီကနေကျွန်တော်တို့ပိုင်တဲ့ဂျိုးပင်ကောင်မျိုးနယ်တဲကိုစစ်ကြောင်းတွေထိုးလာတဲ့အတွက်တိုက်ပွဲတွေဖြစ်တာပါ။အဲ့ဒီတရနေ့တနေ့လုံးမိုင်ခွင်းရှိတဲ့နေရာတွေရောကျွန်တော်တို့တပ်ဖွဲ့တွေရှိတဲ့နေရာတွေကိုရှောင်ကွင်းပတ်သွားနေတာ။မိုင်ခွင်းမရှိပဲဘောကင်၁၀ပေါင်ပေါ်ကနေတက်လာတာ။အဲ့ဒီမှာပဲမိုင်ဆွဲလိုက်တယ်။ဘောပင်ရွာနဲ့ဗဒောက်ရွာအကူနာမှာပေါ့။အဲ့ဒီလိုမိုင်းဆွဲလိုက်တော့စစ်ကြောင်းကရက်တန့်သွားတယ်။ ရင်းအောင်နှစ်ရက်နဲ့မနက်မှာဗတော်မြိုင်ခြေဝါတဲကိုဝင်ပြီးတော့ပြီးသူအမျိုးသားနှစ်ဦးကိုပေါ်တာဆွဲတယ်။ညပိုင်းမှာတော့ပြန်ထွက်လာတယ်။အဲဒီစကြောင်းထဲမှာလည်းပေါ်တာဆွဲခန့်ရတဲ့ပြီးသူနှစ်ဦးပါလာတယ်။ဗတော်မြိုင်ရွာကပြီးသူနှစ်ဦးပေါ့။အခုကျွန်တော်တို့ထိထွေးတိုက်ပွဲဖြစ်ပြီးတော့အဲဒီနှစ်ယောက်ကလွတ်သွားတယ်။တရန်လေးကတိုက်ပွဲကတော့ဒဏ်ရာရတာလောက်ပဲရှိမယ်။နှစ်ရက်နဲ့တိုက်ပွဲမှာမိုင်းကိုထိထိမိမိဆွဲလိုက်တာလို့ရုံးမကြီးပိကေပီတီအက်တပွဲမှာတာဝန်ရှိသူတဦးကပြောပါလိမ့်။အဲဒီတိုက်ခိုက်မှုကိုတရန်3900တက်တခွဲနဲ့ BT ဆိုင်ရန် GKPA PDF ပဲဘကိုးရိုးမှ JPU တပ်ဖွဲ့တရင်3801တခွဲ့တက်ရိုးမှ GPK PDF တပ်ဖွဲ့နဲ့တရင်3800နဲ့တခွဲ့တက် Dragon Brother တပ်ဖွဲ့တို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဗီဒူကားခွဲ့ဤတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့တော်လိုင်းရေးတက်တဲ့အထမလင်းဝင်တဲ့အခါဒေမဲနေကိုထိုင်ဆောင်နေရတကယ်တော့မဟုတ်တော့ပဲနဲ့လော်လတ်စွာရွေးချယ်ပိုင်ခွင့်ရရှိတယ်လို့အလင်းဝင်စစ်မှုတန်တတမောင်ဖြိုးနဲ့ဇင်ကိုကိုပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဗီဒူဘက်ကိုရက်တိပြီးလင်းဝင်လာတဲ့အခါ အကြမ်းဖက်စတက်တွင်ရှိနေစဉ်ခံစားခဲ့ရတဲ့မိမိတင်မဲနေကိုထိုင်ဆောင်နေရတကယ်တော့မဟုတ်တော့ပဲနဲ့မိမိကိုမိမိလောလတ်စွာရွေးချယ်ပိုင်ခွင့်ရရှိလာတယ်လို့ KNL ထမလဲဝင်းရောက်ခဲ့တဲ့အောင်စရာစစ်ကြောင်းမှစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးကပြောပါတယ်အဲဒီထက်ကစစ်မှုထမ်းတပ်သားမောင်ပြိုးဟာဓမ္မ55လောက်ခန့်ခမရတတင်းနဲ့တရင်အောင်စရာစစ်ကြောင်းမှစနိုက်ပါထွက်ဖက်ဖြစ်တာဝန်ယူခဲ့ရပြီးတော့အစားကလေးကစတက်တွင်ဝင်ရောက်ခြင်းလို့မဟုတ်ဘဲနဲ့ပေါ်တာဆွဲခန့်ရတာကြောင့်ဝင်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း ယခုကဲ့သို့လင်းဝင်ခဲ့ရခြင်းဟာကိုယ့်အတွက်ရွေးချယ်စရာရှိတယ်လို့အတီလေးဝင်လာတာကြောင့်စနိုက်ပါတစ်လက် MA1 အမျိုးအစားတနက်တစ်လက်တို့ယူဆောင်ကလင်းဝင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုဇကာစားတက်ထဲမှာခြံခဲ့တဲ့တငယ်ချင်းတွေကိုပြောချင်းတာကစိတ်တက်မကြားကြပါနဲ့လို့မင်းတို့ထင်တယ်လို့ဒေမဲနေကိုထိုင်ဆောင်နေရတာမျိုးမဟုတ်ပါဘူး။မင်းတို့တကယ်လို့ရွေးချယ်ခြင်းနဲ့ဆိုရင်မင်းတို့ရဲ့အရာရှိငါတို့ရဲ့စီနီယာတွေငါတို့ရဲ့ဆရာကြီးတွေပြောခဲ့တဲ့ကိစ္စတွေစကားတွေကအမှန်တွေကြီးပဲမဟုတ်ပါဘူး။ မင်းတို့ထင်ထားတာမင်းတို့မျောလင်းထားတာအဲ့ဒါတကယ်ပါပဲလို့မင်းတို့တွေးနေတဲ့ဟာကတကယ်ပဲရှိပါတယ်လို့အခုလက်ရှိငါ့ကိုပဲကြည့်ပါလို့ငါတို့ဘလို့နေနေရတယ်ငါတို့ဘလို့ထိုင်နေရလဲဆိုတာပွန်ပွန်လင်းလင်းပြောရရင်ကျွန်တော်တို့ယတားလောကကြီးရဲ့စကားကိုပြောရမယ်ဆိုရင်ငါတို့ကအခုထင်တဲ့ဟာကိုဖြင်းနိုင်မယ်ထင်တဲ့ဟာကိုငါတို့လောက်ခဲ့တယ်ငါတို့ဘလို့နေထိုင်ခဲ့လဲဆိုတာမင်းတို့တွေအကုန်လုံးသိပါတယ်ငါတို့ခိုးချိတ်မှာငါတို့ထင်ထားတဲ့အတိုင်းဖြစ်တဲ့နယ်ဆိုတာကိုငါတို့လောက်လိုက်တယ်အခုစန်းစန့်ကြီးနဲ့ခက်ခန့်ကြီးနေလို့ရနေပါပြီဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်ပါတယ် ဒါကြောင့်မို့လို့မင်းတို့လုံယူရင်လုံယူလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်လို့အလင်းဝင်လာတဲ့စမှုတန်တတမောင်ဖြိုးကပြောပါတယ်။ဒါပြင်တော်လိုင်းရေးတပ်များထံသို့စတင်အလင်းဝင်ရောက်လာစဉ်က BDN နဲ့ KNL ရဲဘော်တွေကနှိုးသွေးစွာကြိုးဆိုခဲ့ကြောင်းပေါ်တာဆွဲခန်းရပြီးစစ်တပ်တွင်ရောက်ရှိလာကအတွေ့အကြုံမရှိတာကြောင့်စိုးရိမ်မိခဲ့ပေမဲ့လည်းတွေးထည့်မထားနိုင်တော့အောင်ဒီနှွေထွေးစွာကြိုးဆိုခြင်းခံခဲ့ရတယ်လို့လည်းဆိုပါတယ်။ပေါ်တာဆွဲခန့်ရတာပါ။ရန်ကုန်မှာညာဘက်အချင်းမတော်သွားရင်းနဲ့ပေါ်တာဆွဲခန့်ရတာ။ပေါ်တာဆွဲခန့်ရတာကပကင်းကားနဲ့တွေ့သွားတော့နောက်ပြီးကျွန်တော်တို့မှလည်းလက်နက်ပါတော့ ီးတော့လက်နက်ဆိုတာဓမြောင်လေးတစ်ချောင်းပါအဲ့ဒီဓမြောင်တစ်ချောင်းနဲ့စကိုးငါးနဲ့ထောင်ချမလားစစ်တပ်ထဲဝင်မလားဆိုတော့စစ်တပ်ထဲပဲဝင်လိုက်တာပါဘာလို့လင်းဝင်လာလဲဆိုတော့ကျွန်တော်တို့စစ်တပ်ထဲကိုကိုယ်တော်ကိုဆက်နာနဲ့ဝင်တာမဟုတ်ဘူးဆိုတော့လေသူများတကကိုလည်းကျွန်တော်တို့မပြစ်ချင်ဘူးကျွန်တော်တို့လည်းအပြစ်မခံချင်ဘူးအဲ့ဒါကြောင့်မလို့လင်းဝင်လိုက်တာပါအဲ့ဒါကြောင့် MA3 တက်လိုက်ရဲ့ခဲရန်တွေရအောင်ယူလာခဲ့တယ်လို့စမှုတန်တတဇင်ကိုကိုကတူတွဲကြုံခံခဲ့ရမှုတွေနဲ့ပတ်သက်လို့ရှင်းပြပါတယ်။စကောင်းစီတက်ကအတင်ရတမပေါ်တာဆွဲခန့်ရသူစမှုတန်တတများအနေနဲ့ မိမိရဲ့ကိုယ်ပိုင်အသိစိတ်ကိုယ်ပိုင်အသိဉာဏ်နဲ့စဉ်းစားဆုံးဖြတ်ခါဒေါ်လန်ရဲ့တပွဲများထံချိတ်ဆက်လင်းဝင်ရောက်ကြရတယ်။စကောင်းစီတတွင်းကထိုင်ရရှိများရဲ့ပြောဆိုချက်တွေဟာ၎င်းတို့ရဲ့ဝါဒဖြန့်ချိရေးတတ်တတာဖြစ်ပြီးတော့ဒေါ်လန်တပွဲများကຫນွေထွေးစွာကြိုးဆိုတာကိုလည်းသိပေးလို့ကြောင်း။ဒါကြောင့်ဒေါ်လန်တပွဲများနဲ့ချိတ်ဆက်ပြီးတော့ပြည်သူရဲ့ဝင်တို့ဝင်ရောက်ခုလုံကြပါရန်အလင်းဝင်လာခဲ့တဲ့စစ်မှုတန်တပ်သားများကလည်းတိုက်တွန်းထားပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါလေးကတော့ EAO တို့နိုင်ွက်ကိုကင်ပြီး တရုတ်ကိုတံပြန်ဖို့လိုပြီးဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးကြပါမယ်။တရုတ်ရဲ့ထူးထက်တဲ့မှန်တင်ရှိကြွားမှကချင်နဲ့ရခိုင်တော်လိုင်းရေးတပ်များဟာ၎င်းတို့ရဲ့ပိုင်လိုင်းတွေတလျှောက်အထူးသဖြင့်ဗမော်နဲ့ကြောက်ပြုတ်တဝိုက်ထိုးစဲမစင်ကြဘို့ပြောလာတယ်လို့အရေးဖွဲ့ရည်နဲ့နီးစပ်တဲ့သတင်းရက်ွက်များကိုကိုးကားပြီးအေယာဝရီသတင်းမှာဖော်ပြလာပါတယ်။အဲလိုရတတ်မယ်ဆိုပါကရှေးလျှောက်ဆက်ဆက်ရေးတိုးမြင့်သွားမယ်လို့လည်းမလုံးပေးလာခဲ့ပါတယ်။ဆိုလိုတာကလိုအပ်တဲ့ဆက်လက်နေပစ္စည်းတွေပံ့ပိုးပေးသွားမယ်တဘောပဲဖြစ်ပါတယ်။ဒီရောက်ဟာမြန်မာမှာအစိမ့်မှန်ငင်းချမ်းရေးရရှိရတဲ့ အချင်းချင်းအမြဲလို့ရန်ဆောင်နေကြကချင်းနဲ့နေတဲ့နိုင်ငံဖြစ်တာရှိနေစေပြီးတော့၎င်းတို့လူ့အသက်မြထုံထုပ်ယုံငင်သွားနိုင်ဖို့သာလေးထလှုပ်ဆောင်နေတာကထင်ရှားတဲ့ထင်ရှားလာနေပါတယ်။ဒါပြင်၎င်းတို့လိုအပ်နေတဲ့တဲ့လုံချုံလှုပ်လာတဲ့ဂိုကန့်အဖွဲကိုပင်ငြိမ်းချသွားအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါမှမဟုတ်အဲ့လိုလှုပ်လို့မရတဲ့ကချင်းနဲ့အာရခအဖွဲများကိုတော့တလေတစားနဲ့ဆက်ဆန့်ပြပြီးအပျော်စွဲဆွဲလာနေပါတယ်။ဒါပြင်အပြစ်ကရစဲရေးအတွက်ဆွန်ွေပေးနေတယ်လို့လည်းအကြံပတ်အုပ်စုကျင်နေအောင်လည်းမလုံပေးနိုင်အောင်မှဖြစ်ပါတယ်။ လက်ရှိမှာတရဝါလူမျိုးစုလက်နက်ကင်အဖွဲ့အစည်းများကိုတွဲခွဲတဲ့နလန်သွားပြူဟာကိုကျင့်သုံးလာနေတာကိုတွေ့လာရပါတယ်။၎င်းတို့အတွက်မဟာပြူဟာရလွန်စွာလိုအပ်နေတဲ့မြေရှားတထုများအစမပြတ်ရရှိရင်းနဲ့ဓာတ်တွေကိုတကံမူကြီးများတပွဲထိမ့်သိမ်းထားတဲ့ဒိုင်ရန်သားအဖွဲ့များနဲ့ဇယုတ်စုအားလည်းတရဝင်းအသီးမတ်မပြူးမိအောင်ရှောင်ရှားခဲ့ခြင်းပင်ဖြစ်တယ်လို့ဒီရုပ်ရည်ရကျွမ်းကျင်သူသူတေတီကအေယာဝရီမှာစောင်းပါရေးသားလာပါတယ်။ဒိုင်ရန်သားအဖွဲ့တွေဟာအဲ့ဒီမြေရှားတထုတွေထုံရောင်းခြင်းဖြင့်ငွေရှာနေမယ်ဆိုတာဒီဟုတ်ပေါ်အလွန်အကျွံမိခိုနေရတဲ့ စကန်ထရိုက်တာများဆင့်တက်တက်လာမှာမဟုတ်လို့သတိပေးလာခဲ့ပါတယ်။ဒီဖြစ်မှာရုံထွက်နိုင်ရန်တို့က၎င်းတို့ရဲ့ရောင်းဝယ်ဆန်းတဲ့သဘောတူညီချက်များနဲ့တင်းတိတ်နေလို့မရတော့ပဲရေရှည်တည်တမ်းမဲ့မဟာဗျူဟာနဲ့မုံများချမှတ်သွားရတော့မှာဖြစ်ပါတယ်။ဒါကြောင့်အဲ့လိုချမှတ်နိုင်အောင်တွင်တို့ရဲ့တယံစာတာများစီမံထိန်းချုပ်မှုအားကောင်းအောင်ပြုလုပ်ရမယ်။တဘာဝပတ်ဝန်းကျင်နဲ့လုံသားများအားကာကွယ်ပေးမယ့်စီမံများကိုအကောင့်ထည့်ဖို့ရန်နဲ့တရုတ်ရဲ့ကုမ္ပဏီတွေနဲ့ပုံမှုပွင့်လင်းမြင့်တာပြီးတရားမျှတတဲ့စီမံစည်းကမ်းများရရှိအောင်ဆောင်ရွက်သွားရန်လိုဖြစ်ပါတယ်။ ဒါပြင်ရေမြင့်များထိန်းချုပ်ထားနိုင်ုံလောင်းနဲ့ရေရှည်သွားနိုင်မယ်လို့လည်းမမတ်ယူတယ်မှာ၎င်းအစားပြည်တွင်ပြပါနိုင်ငံရေးဆိုင်ရာတရားဝင်မှုကိုဘုံမိုချေပြန်းစွာဆောင်ရမ်းနိုင်ရန်အတွက်အခြေခံအုံမြင့်တစ်ခုဖြင့်မှတ်ယူရပါမယ်အပြုသဘောဆောင်မဲ့ငြိမ်းချမ်းရေးမျိုးရရှိအောင်နီလန်းများကိုရှောက်ပွေလှုပ်ဆောင်သွားရပါမယ်အဲဒီတော့ Federal စနစ်ဒန်တူးညီများမှုရေရှည်တည်တံ့မဲ့တည်ငြိမ်မှုများအပေါ်အခြေခံပြီးအပြီးပြတ်ဖြည့်ရှင်းနိုင်ရန်ဂျိုးပန်သွားရတော့မှာဖြစ်ပါတယ်ဒါကလည်းမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်လွန်စွာအရေးပါနေပါတယ် မြေရှားတတုတွေဟာကြောက်စိမ့်ကဲ့သို့တာမန်တွင်ထွက်ပစ္စည်းများမဟုတ်ပဲတရုတ်တို့ရဲ့မဟာဗျူဟာအရာယာယူလိုတဲ့တွင်ထွက်တွေဖြစ်နေတဲ့အတွက်ဒိုင်ယန်သားဖွဲ့များတို့အဘေးယူလုံးစရာဘူမိနိုင်ငံရေးမှာရေးပါတဲ့အနေအထားမှာရှိနေစေရန်တုံချစေရာဖြစ်လာပါတယ်အရိအာသာကြဟာထမ်းမြတ်တဲ့နှစ်ဖက်ဓာတ်သွားတစ်ချောင်းနဲ့တူပါတယ်ဒါဟာရေတို့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့အာဏာကိုပေးစွမ်းနိုင်ပေမဲ့လည်းတရုတ်ရဲ့ခြေလှယ်မှုဇီးပွားရေးရမိခိုနေရာမှုနဲ့တရားဝင်မှုဆိုင်ရာအကြက်တဲများကိုပုံမနှဆိုင်လာစေနိုင်ပါတယ် လက်ရှိမှာတိုင်းရင်သားဖွဲ့များတို့ကလမ်းဆုံလမ်းကွာကိုရောက်လာနေပြီဖြစ်ပါတယ်။တရုတ်တို့လိုသမျှထုံယောင်ပေးမဲ့ဂိမ်းမူးကြီးများတပွဲဆက်ရှိနေပြီလို့နိုင်ငံရေးရာတရားဝင်မှုနဲ့ဒီတန်းခိုင်မြဲတဲ့ငင်းချန်ရေးကိုရရှိရန်ဂျိုပန်းမီလို့ဆိုတာကိုရွေးချယ်ရတော့မှာဖြစ်ပါတယ်။ဒါပြင်ပွန်လင်းမျက်နှာတဲ့စီမင်းမှုပေါင်များချမှတ်ခြင်းအလုံသမားနဲ့တဘာဝပတ်ဝန်းကျင်စံချိန်စံညုံးများပြဋ္ဌာန်းခြင်းတာဝန်ယူမှုရှိတဲ့တရားစတာစီမံခန့်ခွဲမှုတို့ကိုပြသခြင်းအပြင်ဒိုင်းရင်သားလက်နက်ကိုင်ဖွဲ့စည်းအရေးအဝါများ တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းအရာဝူများရဲ့ဂုံဒိခကိုမြင့်တင်ပေးနိုင်ပါမယ်။ဒါဒေသခံပြည်သူများအတွက်တမကဂျင်းဝဲဒိခရှိတဲ့ထောက်ပံ့ရေးခွင့်ဆက်များကိုရှာဖွေနေတဲ့နိုင်ငံတကာဆိုရှယ်ယာရှင်များနဲ့ပါပုံမှုယုံကြည်မှုရရှိစေမှာဖြစ်ပါတယ်။အရိကနေတစ်ဆင့်နိုင်ငံတကာရဲ့အသေးမပြုမှုအကူအညီများရရှိနိုင်မှုနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ခွင့်ရရှိခြင်းစားတဲ့အခွင့်အလမ်းများကိုဖွင့်လှစ်ပေးနိုင်မှာဖြစ်ပါတယ်။အဲလိုပြောင်းလဲမှုမရှိဘူးဆိုပါကဒေယံစာတကြော်ဝါမှုဟာလာဝိုင်းတပွဲဖြစ်လာနိုင်ပါတယ်။ အကျုံးမြတ်ရပါမယ်လေချုံထောင်ခံရတကယ်တို့ဖြစ်ပါမယ်။နောက်ဆုံးမှာစွမ်းအားအစဲမှန်ဟာထိုးယူတဲ့အရာမဟုတ်ဘဲနဲ့ဒီဆောက်တဲ့အရာမှာတရှိတယ်လို့အကြံပြုဖော်ပြထားပါတယ်။ပြီးတော့ရဲ့တရားတော်ခူးကန်တွန်းလန့်ဆဲမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတည်နားဆင်ခဲ့တဲ့တရင်ပိသက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်ပြပါတဲ့တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။